အားလုံးကိုယေရှုနာမ၌မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်။ဒီနေ့တာယာတဲ့မနေ့ခင်းမှာကျွန်တော်နှုတ်ပတ်တော်အပြင်အနည်းငယ်ခွန်အားပေးခြင်းပါတယ်။နှုတ်ပတ်တော်အပြင်ခွန်အားပေးခြင်းနဲ့နှုတ်ပတ်တော်ခေါင်းစဉ်ကတော့နှလုံးကို ကြည်တော်မူသော ဖရာဆိုပြီးတော့မှခွန်အားယူခြင်းပါတယ်။အဲ့တော့ကျွန်တော်တို့လောကမှာတက်ရှင်တဲ့အခါမှာလူတွေဟာနှလုံးသားရှိတဲ့သူတွေပဲဖြစ်ကြပါ နှလုံးကိုကျွန်တော်တို့ကြည့်တဲ့အခါမှာကောင်းတဲ့နှလုံးသားရှိသလိုမကောင်းတဲ့နှလုံးသားတွေလည်းရှိတတ်ပါတယ်။ဒါကြောင့်မို့ဖရာသခင်ကလည်းပဲဒီနှလုံးသားကိုစင်ချင်ဖို့ရန်အတွက်သူကပြောထားတာဖြစ်ပါတယ်။လူအနေနဲ့ကျွန်တော်တို့ကြည့်တဲ့အခါလူတယောက်ကိုကျွန်တော်တို့အပြင်ပန်းတန်ကနေကြည့်ပြီးတော့မှဆုံးဖြတ်တတ်ကြပါတယ်။သို့တော်လည်းဖရာသခင်ကတော့အတွင်းနှလုံးသားကို ကြည့်ပြီးတော့မှဆုံးဖြတ်လက်ရှိတယ်ဆိုတာကိုကျွန်တော်နောက်ပတ်တော်အဖြစ်တွေ့ရပါတယ်နောက်ပတ်တော်ကိုအနည်းငယ်ကျွန်တော်ဆင်ခြင်ရအောင်ဓမ္မရာဇဝင်ပရမစာဆောင်အခန်းကြီး16အငယ်9မှာသာဝရဖျားကသူဤမျက်နာသူဤအရက်ကိုမကြည့်မရှုနဲ့သူကိုငါပယ်ပြီသာဝရဖျားဒီလူမြင်တကဲ့သို့မင်းတော်မူသည်မဟုတ်လူသည်အစင်းတံကိုကြည့်၍ကြည့်ရှုတတ်၏ ထာဝရဘုရားမူကားနှလုံးကိုကြည့်ရှုတတ်သည်ဟုရှင်မွေလာအားမိတ်တော်မူ၏ဒီနောက်ပါတော့ကိုကြည့်တဲ့အခါမှာလူတွေကတဲ့အပင်ပန်းအစင်းတန်ကိုကြည့်ပြီးတော့မှဆုံးဖြတ်တတ်ကြတယ်တဲ့ဒါပေမဲ့ထာဝရဘုရားမူကားတဲ့အသွင်းနှလုံးသားကိုကြည့်ပြီးတော့မှဆုံးဖြတ်တဲ့ဘုရားခင်ဖြစ်တယ်ဆိုတာကိုဒီမှာကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဒီနေ့ဒီမှာဒီစကားကဘုရားခင်ကရှင်မွေလာကိုပြောတဲ့စကားဖြစ်ပါတယ် ။ဣတိလလူမျိုးတွေကိုပထမဆုံးဘုရင်ဖြစ်ခန့်အပ်ထားတဲ့ရှောလူကဖရာရဲ့စကားနာမထောင်ခြင်းအဖြစ်ဘုရားသခင်ကသူ့ကိုပယ်လိုက်တယ်။ပြီးတော့ပယ်လိုက်တဲ့အတွက်ကြောင့်ဣတိလလူမျိုးတွေနောက်ထပ်ဘုရင်တပါးလိုအပ်လာတာဖြစ်တယ်။အဲ့တော့ဘုရင်တပါးပြန်လဲရွေးချယ်ဖို့ရန်အတွက်ယေရှေဤသားခုနှစ်ယောက်ကိုဖျားတခင်ကရှင်မူလာရဲ့ရှေ့မှာရှောက်ခိုင်းပြီးတော့မ ဖခင်ရဲ့အတန်ကိုနားထောင်ခိုင်းတာဖြစ်တယ်ဘုရားသခင်ကဒီလိုဟုတ်တယ်လို့ပြောတဲ့အခါမှာရှမွေလကဗိသိက်စီတွန်းလောင်ပြီးတော့ဘယင်အနေနဲ့ခံရမှာဖြစ်ပါတယ်ပြီးတော့ရှမွေလကယေရှေအိမ်ကိုတွားပြီးတော့မှယေရှေရဲ့သားတွေကိုသူ့ရှေ့ကိုရှောက်ခိုင်းတယ်ဘုရားသခင်ရွေးမဲ့ဗိသိက်ပေးမဲ့သူကိုသူကစောက်နေတာဖြစ်တယ်အဲ့တော့ပထမတူရှောက်သွားတဲ့အခါမှာဒီစကားထွက်လာတာဖြစ်တယ် ပထမတစ်ယောက်ကဟောအယက်မြင့်တယ်လူတွေအနေနဲ့ကြည်လို့ရှိရင်လေးစားရလောက်အောင်ထွားချိုင်းပြီးတော့တန်မှန်တဲ့သူဖြစ်တယ်တို့တော့လေဖျားတခင်ကအပေါ်ပန်းတတန်ကိုမကြည့်ပဲနဲ့နှလုံးကိုကြည့်တဲ့ဖျားဖြစ်တဲ့အတွက်ကြောင့်ယေရှေရဲ့သားတယောက်ပြီးတယောက်ရှောက်သွားပြီးတော့မှနောက်ဆုံးခုနှစ်ယောက်မြောက်ကြီးရောက်သွားတယ်တို့တော့လေဖျားတခင်ကဒီလူကိုဗိတ်သိမ့်ပါလို့ရှမွေလထံမှာစကားမရောက်လာဘူး ။ဒါကြောင့်မို့ရှမွေလကပြန်ပြီးတော့မေးတာဖြစ်တယ်။ယေရှေသင်ရဲ့သားနောက်ထပ်မရှိတော့ဘူးလားလို့မေးတဲ့အခါယေရှေကရှိပါသေးတယ်။နောက်ထပ်တယောက်အငယ်ဆုံးရှိသေးတယ်။သူကတော့ဒါဝိဖြစ်တယ်။သူကအခုတိုးချောင်းနေတယ်ဆိုပြီးတော့မှတိုးချောင်းနေတဲ့ဒါဝိကိုရှမွေလထံမှာခေါ်လာဖို့ရန်အတွက်ဆေလွတ်ပြီးတော့မှရှမွေလရှေ့မှာရောက်လာတဲ့အခါမှာသူ့ရဲ့အကိုခုနှစ်ယောက်တော့အကိုရှေ့မှာပဲ ဖျားရခင်ကယေရှုရဲ့သားဖြစ်တဲ့ဒါဝိဒ်ကိုရှမွေလအာစကားပြောပြီးတော့မှဒီလူပဲဖြစ်တယ်ဆိုပြီးတော့မှဗိသိက်စီတွန်းလောင်းပြီးဘယေခန့်အပ်လိုက်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်ဘာကြောင့်ဖျားရခင်ကရှမွေလသားအာရှမွေလကယေရှုရဲ့သားခုနှစ်ယောက်ရှိတယ်ခုနှစ်ယောက်လုံးကို မကြိုက်ဘူးနောက်ဆုံးတစ်ယောက်ရှစ်ယောက်မြောက်ဖြစ်တဲ့ ဒါဝိကိုဘာကြောက်ဖျားတခင်ကရွေးချယ်လဲလို့ပြောတဲ့ခါမှာဒါဝိကနေချာတတ်တဲ့နှလုံးသားရှိတယ်အသက်လည်းငယ်သေးတယ်ဖြူစင်တယ်ဖျားတခင်ကိုအမြဲတမ်းချီးမွမ်းကူးကွယ်နေတတ်တဲ့နှလုံးသားရှိတဲ့သူကိုဖျားတခင်ကမြင်တဲ့ခါဗိတ်သိက်ချင်းပေးပြီးတော့မှဘယင်ညာမှာရှင်းမြောက်လိုက်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဒါကြောင့်ဖျားတခင်မြင်တဲ့အမြင်ကလူသေးတယ်ပူတယ်ငဲတယ်ဆိုတဲ့အပေါ်မှာ ြည်တာမဟုတ်ဘဲနဲ့အသွင်းနှလုံးသားကိုကြည်တဲ့ဖရားဖြစ်တဲ့အတွက်ကြောင့်ဒါဝိရဲ့နှလုံးသားကိုဘုရားသခင်ကနစ်သက်ပြီးတော့ဒါဝိကိုဒုတိယမြောက်ဘုရင်အနေနဲ့ခန့်အပ်လိုက်တာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဒီမှာတွေ့ရတာဖြစ်တယ်။အဲကြောင့်မို့ကျွန်တော်လောကမှာအသက်ရှင်တဲ့အခါမှာကျွန်တော်တို့ကကျွန်တော်တို့အပြင်ဘက်တံတန်ကိုကြည်ချင်းအားဖြင့်လူတယောက်ကိုကျွန်တော်တို့မြင်သက်ခြင်းမဟုတ်ဘဲနဲ့အသွေးနှလုံးသားထဲမှာသူ့ရဲ့အာနှလုံးက မူမြက်လားဆိုးလားဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ကစုံဖြတ်တင့်တယ်ဆိုတာကျွန်တော်တို့ဒီနေရာမှာကြည့်ချင်းအဖြစ်တွေ့ရတာဖြစ်တယ်ဆိုတော့နောက်ထပ်တစ်ချက်ကျွန်တော်တို့ဖတ်ကြည့်ရအောင်ရှမတဲခရုရဲ့ကြံခန်းကြီး9အငယ်8ထဲမှာစနလုံးဖြူစင်တော်သူတို့ဒီမင်္ဂလာရှိကြ၏အကြောင်းမူကားသူသူတို့ဒီဖရာသခင်ကိုမင်ရကြလက်တန်းတဲ့ဒီနောက်ပတ်တော်ကိုကြားတဲ့အခါမှာ ဖယားကိုမြင်ရတဲ့သူကစက်နှလုံးဖြူစင်တော့သူဖြစ်ဖို့လိုအပ်တယ်တဲ့နော်ဖယားတခင်ရဲ့သားသမီးများဆိုလို့ရှိရင်ဖယားကဲ့သို့နှလုံးသားဖြူစင်တဲ့သူဖြစ်ဖို့လိုအပ်တယ်ဆိုတော့ကျွန်တော်တို့ဒီမှာမြင်တွေ့ရတယ်အဲ့ဒီလိုမျိုးနှလုံးသားဖြူစင်တဲ့သူရဲ့အတ္တကဖယားတခင်ပြောတယ်ဒီမှာမင်္ဂလာရှိကြ၏တဲ့မင်္ဂလာရှိတော်သူဆိုပြီးတော့မှဖယားက တတ်မှတ်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်မင်္ဂလာဆိုတာမြောက်များစွာရှိတာဖြစ်တယ်။ဘုရားသခင်ထံမှလာတဲ့မင်္ဂလာကရေတွက်မကုန်နိုင်ဘူး။ဒါကြောင့်မို့စနေလုံးသားဖြူစင်စွာအသက်ရှင်တဲ့သူရဲ့အသက်တာကမင်္ဂလာရှိတော်သူဖြစ်တဲ့အတွက်ကြောင့်ဖရာတခင်နှစ်သက်တော်သူဖြစ်တယ်ဆိုတာနှုတ်ကပတော်အဖေးကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့အသက်တာတွေလည်းပဲစနေလုံးဖြူစင်လက်အသက်ရှင်ပြီးတော့မှ nature ချင်းနူးညံ့တိမ်မွေ့ချင်း အဲသူတစ်ပါးကိုချစ်ခြင်းအပြင်စနှလုံးသားကိုပြင်ဆင်ရအောင်ဆိုပြီးတော့မှအားပေးခြင်းပါတယ်နောက်ထပ်တစ်ချက်ကျွန်တော်တို့အဲကြည့်ရအောင်တုတ်တန်ချံအခန်းကြီး၄အငယ်23မှာကျွန်တော်ဗာတွေ့ရလဲလို့ဆိုတဲ့အခါမှာနှလုံးဒီအတက်ဤအခြေမြစ်ဖြစ်တော့ကြောင်းတင်းဤနှလုံးကိုအထူးသဖြင့်ဆောက်ရှောက်လို့ဒီတစ်ချက်ကပို့ပြီးတော့မှ net shine တာဖြစ်တယ်လောကမှာကျွန်တော်အသက်ရှင်တဲ့အခါအသက်ဆိုပြီးတော့မှကျွန်တော်တို့ပါတာဖြစ်တယ် ဒီကျွန်တော်အသက်ရှင်ဖို့ရန်အတွက်ကအဓိကလိုအပ်တာဘာလဲဆိုရင်နှလုံးဖြစ်တယ်တဲ့ဒါကြောင့်မို့ဖျားတခင်ကလည်းလူတွေရဲ့နှလုံးသားကိုကြည့်တယ်ဆိုတာဒီမှာကျွန်တော်တို့တွေ့ရတာဖြစ်တယ်နှလုံးမခုံတော့ဘူးဆိုလို့ရှိရင်လူကအသက်မရှင်တော့ဘူးနှလုံးမကောင်းတော့ဘူးနှလုံးကဆိုးရုံနေတယ်ပျက်စီးနေတယ်ဆိုလို့ရှိရင်တော့ဖျားတခင်ရှိမှကျွန်တော်တို့ကလူသေးကောင်ကဲ့သို့ ဘုရားရှင်ကမြင်တာဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒါကြောင့်ဝိညာဉ်သားသမီးတွေဖြစ်တဲ့ကျွန်တော်ညီမတို့အယောက်စီတန်းယုံကြည်သူတွေကနှလုံးကောင်းဖို့နှလုံးဖြူစင်တန့်ရှင်းဖို့ရန်အတွက်အမှန်တမ်းအရေးကြီးတယ်ဆိုပြီးဒီနေ့နောက်ပါတော့အားဖြင့်ခွန်အားပေးချင်တာဖြစ်တယ်ကျွန်တော်ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာလည်းပဲဒီနှလုံးကိုကျွန်တော်တို့အမှန်တမ်း အာကျွန်တော်တို့ထိမ့်သိမ့်ဆောက်ရှောက်ဖို့ရန်အတွက်လိုအပ်ပါတယ်ပေါ့နော်နှလုံးမကောင်းလို့ရှိရင်ကျွန်တော်အသက်ရှင်လို့မရတယ်လို့ပဲဝိညာဉ်ပိုင်းဆိုင်ရာမှာလည်းပဲကျွန်တော်တို့ဝိညာဉ်၌ဖျားတခင်နစ်သက်သောနှလုံးဖြစ်ဖို့ရန်အတွက်ဒီနေ့အရောက်စီတိုင်းကိုခွန်အားပေးချင်တာဖြစ်တယ်အဲ့တော့ဒီနေ့နှုတ်ကပတော်ကဖျားတခင်ကကျွန်တော်တို့လူသားတွေမြင်တယ်လို့အပြင်းမတန်တန်ကိုကြည်ပြီးတော့မှမြင်တဲ့ဖျားမဟုတ်ဘူးအသွင်းနှလုံးသားကိုကြည်ပြီးတော့မှ မြင်တဲ့ဖရားဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေတင့်ရဲ့အတ္တသားအဲမှာတင်ကအဲအမတန်မှလပတဲ့သူဖြစ်ပါစေ။အဲတင်ကအမတန်မှစိုးရုံနေတဲ့သူအတ္တသားလို့ထင်ပြီးတော့မှကိုကိုကိုနော်မချိန်မနှဖြစ်နေပါစေ။အပင်ဘတ်တံကနေကြည်ပြီးတော့မှတင့်ကိုဆုံးဖြတ်တဲ့သူရှိလို့ရှိလေအာမငေပါနဲ့နော်တင်းရဲ့အတ္တတဲမှာတင်းရဲ့နှလုံးသားကိုကြည့်တဲ့ဖရာတခင်ရှိပါတယ်တင်းရဲ့နှလုံးသားမန်ကန်ဖို့ရန်တဲ့ဒီနေ့ ခွန်အားပေးခြင်းတယ်ဖရာအလိုတော်အတိုင်းအသက်ရှင်တတ်တဲ့နှလုံးသားဖြစ်ဖို့ရန်အတွက်ဒီနေ့ခွန်အားပေးခြင်းတယ်ဘုရားသခင်ကသင်ရဲ့ကျွန်ုပ်ရဲ့နှလုံးသားကိုကြည့်တဲ့ဘုရားသခင်ဖြစ်ပါတယ်ဒါကြောင့်နှလုံးသားတန့်ရှင်းစင်ကျင်စွာနဲ့အသက်ရှင်လျက်ဖရားဘုံတင်ရှားတဲ့သားသမီးများဖြစ်ရအောင်ဆိုပြီးဒီနေ့နှုတ်ဘတော်အားဖြင့်ခွန်အားပေးခြင်းနဲ့အိမ်များလောက်ဖြစ်တဲ့အရောက်စီတိုင်းပုံမှာဖရားခင်ကောင်းကြီးတက်ရောက်ပါစေအာမင်